မင်္ဂလာပါရှင်။ AR ရဲ့တန်လင်းစီစဉ်ကနေကြိုဆိုပါရစေ။ဒါချမ်းမြေ့တဲ့အချိန်လေးကြွကြပါစေဗျာ။ခုနဆင်ကြရမှာက AR ရီကပတ်စဉ်စီစဉ်တင်ဆက်နေကြစနေသတင်းစကားဝိုင်းတန်လွင့်စီစဉ်မယ်ဖြစ်ပါတယ်။ကျွန်တော်ကရဲဒီပါ။ဒီဘက်စကားဝိုင်းမှာကျွန်တော်နဲ့အတူ AR ရီဝိုင်းတော်သားတွေဖြစ်ကြတဲ့မမေတူနဲ့မမျိုးပပဆန်းတို့ပူးပေါင်းပါဝင်သွားကြမှာဖြစ်ပါတယ်။မင်္ဂလာပါမမေတူနဲ့မမျိုးပပဆန်းတို့ခင်ဗျာ။ ဟုတ်ကဲ့မင်္ဂလာပါကိုရဲနီဟုတ်ကဲ့မင်္ဂလာပါရှင်ဒီတစ်ပတ်မှာတော့အင်အားပြင်းငလင်ကြောင့်ရှင်းဟောင်းမွေနစ်တွေပျက်စီးမှုနဲ့အတူနလန်ထူနိုင်တဲ့ခီးသားလုပ်ငန်းပေါ်ထိခိုက်မှုခြေအနေတွေကိုအရင်ဆုံးတင်ဆက်ပေးကြပါမယ်မတ်လ28ရက်နေ့ကမြန်မာနိုင်ငံစကိုင်းမြို့ရေခိုင်ရင်းကြီးကိုဗဟိုပြုလှုပ်ခတ်သွားတဲ့အင်အားပြင်းငလင်တန်းကြောင့် စကိုင်းမင်းကွန်မန္တလေးစတဲ့ဒေသတွေမှာရှိတဲ့ရှေးဟောင်းဖျားစစ်တီပထိုးတွေနဲ့ယဉ်ကျေးမှုအဆောင်တွေအများပြပျက်စီးခဲ့ပါတယ်မြန်မာနိုင်ငံမှာပကံပြည့်ရင်မန္တလေးအမရပူရာအင်းဝစကိုင်းစတဲ့နေရာတွေကရှေးဟောင်းအမွေနဲ့အများဆုံးတည်ရှိရာနေရာတွေဖြစ်ပါတယ်အမရပူရာအင်းဝမြို့ဟောင်းမှာရှိတဲ့တချို့သောရှေးဟောင်းဆောက်ဦးတွေဖျားစစ်တီတွေကရန်နာဘုံခက်လက်ရာတွေဖြစ်တာကြောင့်ကမ္ဘာရှေးဟောင်းအမွေနဲ့ UNESCO မှာပနမစီရင်ဝင်ထားတာကနေအခုလိုပျက်စီးသွားရတာကနိုင်ငံအတွက်အများကြီးဆုံးရှုံးမှုဖြစ်စေတယ်လို့ရှေးဟောင်းတုတေသနပညာရှင်တအူးကပြောပါတယ် မန္တလေးတိုင်းတစ်ခုလုံးအနေနဲ့ရှေးဟောင်းဝင်းနဲ့ဖျားစစ်တီပထိုးပေါင်း1500ကျော်ပျက်စီးခဲ့ပြီးအင်းဝမြို့ဟောင်းတစ်ခုထဲမှာကိုတမန်ဝင်အဝင်နဲ့အဆောင်85ရာခိုင်နှုန်းဒီပါပျက်စီးခဲ့တယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်တမိုင်းဝင်ရှောင်းဝင်နှစ်တွေငလင်ကြောင့်ထိခိုက်ပျက်စီးသွားတာကကိုဗစ် -19 ကပ်ရောဂါနဲ့ဆက်အနာသိမ်းမှုကြောင့်ကြာဆင်းနေတဲ့ခီးတွက်ခန္ဓာကိုထပ်မံထိခိုက်စေတဲ့ထိုးနှက်ချက်တစ်ခုလည်းဖြစ်ပါတယ် ဟုတ်ကဲ့ပါအခုလိုရှေးဟောင်းအမွေနစ်တွေပြက်စီးသွားတာကြောင့်ခီးသွက်လုပ်ငန်းပေါ်ဘလို့ရက်ခတ်မှုတွေရှိနေလဲဆိုတာကို ARD သတင်းတောင်မှာပပကပြောပြပေးသွားမှာပါဟုတ်ကဲ့ပါဒီ AR ပြင်းငန်လင်းကြောင့်ပေါ့နော်အခုလိုရှေးဟောင်းအမွေနစ်တွေပြိုကျပြက်စီးသွားတာကနိုင်ငံတကာခီးသွက်လုပ်ငန်းပေါ်မိခိုးအားထားနေရတဲ့ဒေသခံတွေရဲ့ဝင်ငွေရလန်းပေါ်ကိုချိမ့်ချောက်လာတာပဲဖြစ်ပါတယ်ငန်လင်းကြောင့်မန္တလေးမြို့ရဲ့အထင်ကြီးဖြစ်တဲ့မဟာမြတ်မှုနီဖျားအမရပူရမှာရှိတဲ့ကြီးလေးကြီး တတန်ဦးမြို့နယ်အင်းဝမြို့ဟောင်းမှာရှိတဲ့ရှေးအောင်အမွေနှစ်တွေပြင်တိနှစ်ပေါင်း200တတန်းရှိတဲ့မင်းနုအုပ်ချောင်းကိုဒီစကိုင်းမြို့ကမြာသိန်းနှံဇေဒီစွန်းပုံညာရှင်အင်းလေးမှာရှိတဲ့ဖောင်တော်ဦးဖျားတွေဖုံးကြီးချောင်းတွေစတဲ့တမိုင်းဝင်ရှေးဟောင်းဇေဒီပထိုးများစွာထိခိုက်ပျက်စီးခဲ့ရပါတယ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းနိုင်ငံအနှံ့တိုက်ပွဲတွေဖြစ်ပွားနေပြီးတော့ခီးသွွားပြည်သူတွေအတွက်လုံခြုံစိတ်ချရတဲ့နေရာနည်းပါးလာတဲ့အချိန်မှာမန္တလေးစကိုင်းအင်းဝအင်းလေးမြို့ပေါ်လောက်ကသာခီးသွွားတွေကလက်ပတ်နိုင်တာလည်းဖြစ်ပါတယ်ဒီလိုခီးသွွားလုံ ငံကြဆင်းနေချိန်မှာအင်အားပြင်းငလင်လှုပ်ခတ်လိုက်တာကြောင့်ရှီဟောင်းသမိုင်းဝင်ဖျားစီဒီပထိုးတွေပျက်စီးခဲ့ရပြီးတော့ဒီရှီဟောင်းအမွေအနှစ်တွေကိုမှီခိုးလုတ်ကင်နေရတဲ့ဟိုတယ်လုပ်ငန်းတွေစားတောက်ဆိုင်လုပ်ငန်းတွေကဆက်ပြီးတော့ဖျားသမိုင်းကြောင်ရှင်းပြသူတွေဈေးရောင်းသူမြင်းလဲမောင်းသူကနေဒီတောင်ရန်စားတောက်သူတွေအထိရိုက်ခတ်မှုတွေရှိလာပါတယ် အင်းဝမျိုးဟောင်းမှနေတဲ့မြင်းလဲမောင်းသူမတ်သူစားတို့မိသားစုဆိုရင်ဒီမိသားစုအသေးပြောင်းတဲ့နေအိမ်ပြက်စီးမှုတွေမရှိပေမဲ့စားဝတ်နေရေးအတွက်နမ်မတော်မဲနုအုပ်ချောင်းကိုရှီအောင်ဖျားတွေကိုလာတဲ့ဧည့်သည်တွေကိုမြင်းလဲမောင်းပိုးရတဲ့အလုပ်ကိုလုပ်ကင်နေရတာကြောင့်အခုလိုဒီအုပ်ချောင်းကြီးပြိုကျသွားတာအတွက်စိတ်သောကားတွေဖြစ်နေရတယ်လို့လည်းသိရပါတယ်စားဝတ်နေရေးအတွက်မြင်းလဲမောင်းတဲ့အလုပ်ကိုမတ်သူစားကလုပ်တယ်လို့ ူ့ရဲ့သမီးလေးရတဲ့ចောင်းပိတ်ရက်မှာမဲနုအုပ်ចောင်းရဲ့တမိုင်းចောင်းတွေကိုလာရောက်လဲပတ်တဲ့ခီးသွွားဧည့်သည်တွေကိုပြောပြခြင်းနဲ့မိသားစုကိုတစ်ဖက်တစ်လမ်းကနေထောက်ကူပေးနေတာလည်းဖြစ်ပါတယ်။ဒီလိုအုပ်ចောင်းကြီးပါဝင်အင်းဝမှာရှိတဲ့ရှေးအောင်အမွေနှင့်ဖျားပထိုးတွေတော်တော်များများပြိုကျပျက်စီးသွားတာကြောင့်အခုဆိုရင်မတူစားတို့လိုခီးသွွားဧည့်သည်တွေကိုမိခိုးနေရတဲ့သူတွေဟာလက်တလောလှုပ်လက်မဲ့ဘဝနဲ့ခက်ခဲကြက်တဲမှုတွေရင်ဆိုင်နေရတယ်လို့ဒေသခံတွေစီကသိရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ခီးသားဝင်ရောက်မှုနှဲပါနေတဲ့အင်းဝဒေသမှာအရင်ကနိုင်ငံခြားခီးတဲ့ဧည့်သည်များစွာရှိပေမဲ့အခုချိန်မှာတော့တလလုံးမှာ10ဦးသာအများဆုံးမြင်ရတာပါလာတဲ့သူတွေကလည်းရုရှားတရုတ်နဲ့ထိုင်းတို့ဖြစ်တယ်လို့ဒေသခံတွေစီကသိရပါတယ် အခုလိုတမိုင်းဝင်ရှီယောင်းဝင်နှစ်တွေပျက်စီးသွားတာကပြည်ရင်းပြည်ပခီးသွားလုပ်ငန်းပေါ်ထိခိုက်သလိုဓာရီကိုစင့်ကဲမှီခိုနေတဲ့ဒေသခံတွေရဲ့အလောက်ကိုင်းတွေဆုံးရှုံးသွားမဲ့ပေါ်လေစိုးရိမ်နေကြရတာပါစစ်ကောင်စီကတော့ပြိုကျပျက်စီးသွားတဲ့မန္တလေးနဲ့စကိုင်းအပါဝင်ဒီရှီဟောင်းဖျားစေဒီပထိုးတွေကိုစည်ရင်ကောက်ယူနေပြီးတော့ယာယီပြုတ်ပြင်ထိမ့်သိမ်းမှုတွေလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်ခုနကမမေသူပြောသလိုပါပဲဒီသမိုင်းဝင်ရှေးအောင်အမွေနှစ်တွေပြက်စီးသွားတာက ကဲယောဂာနဲ့စစ်တပ်အာဏာသိမ်းမှုကြောင့်ကြဆင်းနေတဲ့ခီးသွွားကဏ္ဍကိုထပ်မံထိခိုက်စေတာပါ။ဒါအပြင်စစ်ကောင်စီကပြီးခဲ့တဲ့အေဗီလ3ရက်နေ့ကစပြီးတော့ခီးသွွားဗီဇာထုတ်ပေးတာတွေကိုလည်းယာယီအကန့်အသတ်မရှိရပ်ဆိုင်းထားပြီးတော့ business visa လျှောက်လာတွေကိုသာပုံမှန်တိုင်းလက်ခံဆောင်ရွက်ပေးမယ်လို့ထုတ်ပြန်ထားပါတယ်။ဒါနဲ့ပတ်သက်ပြီးဝိုင်းရင်ခီးသွွားလုပ်ငန်းရှင်တဦးကတော့စစ်ကောင်စီအနေနဲ့ပြည်တွင်းကဖြစ်ပျက်နေတဲ့သတင်းမှန်တွေကိုနိုင်ငံတကာသိရှိသွားမှာစိုးရိမ်နေပြီးတော့ ဒါမျိုးကနာကစ်တုံးကလည်းစေဆိုးရကခုလိုပြုတ်လုခဲ့သေးတယ်လို့ထောက်ပြပါတယ်။ဒါကြောင့်လည်းဒီနှစ်လသုံးလအတွင်းမှာတော့ခီးတယ်တွေကလာဖို့မဖြစ်နိုင်သေးဘူးလို့ခီးသားလုပ်ငန်းရှင်တွေထံကသိရပါတယ်။ ပြပခီးသွားဝင်ရောက်မှုကိုကြည့်မယ်ဆိုရင်လေမြန်မာနိုင်ငံရဲ့နိုင်ငံရေးမတည်ငြိမ်တာလုံခြုံစိတ်ချရမှုတွေမရှိတာကြောင့်ပြီးခဲ့တဲ့2023ခုနှစ်နဲ့2024ခုနှစ်ကိုနှိုင်းယှဉ်ပါက20ရွာခိုင်နှုန်းလောက်ရော့ကျခဲ့ပြီးတော့အခုငလျင်ဘေးကြောင့်လဲဆက်လက်ကြာဆင်းနေအောင်မယ်လို့ခီးသွားလုပ်ငန်းရှင်တွေကသုံးသပ်ထားပါတယ်မမေသူရဲ့ ုတ်ကဲ့ပါမပပပြောတော့ပါပဲမြန်မာနိုင်ငံရဲ့ခီးသွားလုပ်ငန်းကတော့ငလျင်ကြောင်ရှောင်းဝင်တွေပျက်စီးရတာနေခီးသွားလုပ်ငန်းကိုမိခွန်နေရတဲ့ဒေသခံတွေအတွက်အဆိုးဆုံးအခြေအနေကိုရင်ဆိုင်နေကြရတာပဲဖြစ်ပါတယ်အခုဆိုငလင်လုတ်ပြီးတာတလားကြော်ရှိလာတဲ့အချိန်ထိကေဇေးနဲ့ပြန်လဲထူထောင်ရေးပိုင်းကအားရစရာမရှိသေးပါဘူးပြည်သူများစုကလက်ရှိချိန်ထိလမ်းပေါ်မှာပဲဖြစ်တယ်လို့နေထိုင်နေရဆဲဖြစ်ပါတယ် အင်အားပြင်းငလင်ကြောင့်အပျက်စီးတွေနဲ့လူသေးဆုံးမှုများပြားခဲ့တဲ့သခိုင်းနဲ့မန္တလေးတိုင်းနယ်မှာငလင်အပီတလားကြာထီပြန်လည်ထူထောင်ရေးလုံဆောင်နိုင်တဲ့အခြေအနေမရှိသေးဘူးလို့ဒေသခံတွေကပြောပါတယ်။ငလင်ကြောင့်ပျောကျပျက်စီးသွားတဲ့အဆောင်တွေကိုတော့ကိုတူကိုတာစနစ်နဲ့လုံနေရတယ်လို့ဒေသခံတွေကဆိုပါတယ်။ပျက်စီးသွားတဲ့အိမ်တွေကိုဖြိုချဖို့အလုံသမားစရိတ်ဆက်ရန်နေရာစရိတ်တွေမြင့်လွန်းလာကြောင့်ငွေကြေးမတက်နိုင်တဲ့သူတွေတက်အခက်အခဲတွေဖြစ်နေရဆဲပါ။ လက်ရှိချိန်ထိလည်းပြိုကျသွားတဲ့အဆောင်အုံတွေမှာပိတ်မိနေဆဲဖြစ်တဲ့ရုံလောင်းတွေကိုရှာဖွေရေးတွေကဆက်လက်လှုပ်ဆောင်နေကြဆဲဖြစ်တယ်လို့သိရပါတယ်။ငလင်လောက်တာတလကျော်တဲ့အထိငလင်င်းပြည်သူတွေအနေနဲ့ထိရောက်တဲ့နိုင်ငံတကာအကူအညီတွေမရဘူးလို့လည်းသိရပါတယ်။နိုင်ငံတကာက စစ်ကောင်စီကနိုင်ငံတကာအကူအညီတွေကိုသူတို့ရုံးဆိုင်ရာနေပြည်တော်ကိုဦးစားပေးလှုပ်ဆောင်ပေးနေပေမဲ့ပျက်စီးသွားတဲ့ရုံးဌာနတွေနဲ့ဝန်ထမ်းအင်အားတွေကိုလည်းတေချာရှင်းလင်းနိုင်တာမျိုးမရှိသေးဘူးလို့ဒေသခံတွေစီကသိရပါတယ်။ဒါအပြင်ငလင်တန်းတင်ဝန်ထမ်းတွေကိုအစားအသောက်နှဲငယ်နဲ့နေစရာယာယီတဲ့ဧတာထောက်ပံ့ပေးထားပြီးအခြားကြီးကြီးမားမားအကူအညီမျိုးတွေမပေးထားဘူးလို့ဆိုပါတယ်။ဒုတိယစစ်ကောင်ဆောင်ဒုတိယဗိုလ်ချုပ်မူကြီးဆိုဝင်းကတော့ငလျင်ပေးအတွက်ပြည်ရင်းပြည်ပအလှငွေ7ဘီလီယံတသိန်းကျော်နဲ့ American Dollar 2တန်းကျော်ကိုရီးယားယန်ငွေ9တန်း အိန္ဒိယ UP 15တန်းထိုင်းပတ်နှစ်တန်းနဲ့စင်ကာပူဒေါ်လာ3000ကျော်လက်ခံရရှိထားတယ်လို့ April 26ရက်နေ့ကပြောပါတယ်။အဲ့ဒီအလူငွေတွေကိုကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးမှာသုံးမယ်လို့လည်းဆိုပါတယ်။ဒါပေမဲ့စစ်ကောင်းဆောင်ကတော့ငလျင်ကြောင်ပြောကြသွားတဲ့အစိုးရရုံးနဲ့အဆောက်အုံတွေကိုအရင်ဆောက်လုပ်ခဲ့တဲ့ Chronic Company တွေကိုပြန်ခေါ်ပြီးဆောက်လုပ်ခိုင်းမယ်လို့လည်းသိရပါတယ်။ဟုတ်ကဲ့ပါအခုလိုငလျင်တန်းကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးနဲ့ပတ်သက်ပြီးစစ်ကောင်းစီရဲ့လှုပ်ဆောင်မှုတွေပေါ်ကိုယ်ရဲ့ညီရောဘယ်လိုမြင်ပါသလဲရှင့်။ဟုတ်ကဲ့မမေသူ။ မမီသူပြောသလိုပဲငလျင်တန်းခံရတာတလကြော်ကြာခဲ့ပဲမဲ့လေဒီငလျင်ကြောင့်ပြူကျပျက်စီးသွားရတဲ့ကိစ္စတွေကိုဘာမှမမဲရရရှင်းလင်းမှုတွေစစ်ကောင်စီကမလုပ်နိုင်သေးတယ်လို့မျိုးဒီလူတန်းပေါင်းများစွာကလည်းဒုက္ခမျိုးစုံကိုရင်စီးပြီးတော့ခံနေကြတာကျွန်တော်တို့မြင်တွေ့နေကြရပါတယ်ဆိုတော့ဒီတလအတွင်ဖြစ်ပျက်ခဲ့တာတွေကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှင်ပေါ့နော် မလာ28ရက်နေ့ကလှုပ်ခတ်သွားခဲ့တဲ့သကိုင်းခလျင်ကြီးတန်ကို ကိုတိုင်ကြုံတွေ့ခံစားခဲ့ရတဲ့အပြင်ကိုပျက်စီးဆုံးရှုံးမှုတွေကိုလည်းမျက်ဝါးထင်ထင်တွေ့ပြီးတဲ့နောက်မှာအာရသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာနိုင်ငံတကာကူညီကယ်ဆယ်ရေးတွေကိုအလျင်အမြန်တောင်းဆိုခဲ့တာကိုကျွန်တော်တွေ့ရပါတယ်။အချင်းတဘာဝဘေးကြုံတိုင်းကြုံတိုင်းနိုင်ငံတကာအကူအညီဆိုတာကို မတောင်းတဲ့အပြင်ကိုပြည်တွင်းမှာရှိနေတဲ့ ကုလသမဂ္ဂအပါအဝင်တခြား INGO တွေကိုလည်းအမျိုးမျိုးပိတ်ဆို့ထားခဲ့တဲ့ဒီဆက်အနာသိန်းစစ်ကောင်စီဟာဒီဒီချိန်မတောင်းစဖို့တောင်းထူးတာကစစ်ကောင်စီရဲ့စစ်ရေးအုပ်ချုပ်ရေးဗဟိုချက်ဖြစ်တဲ့နေပြည်တော်ကိုစိုးစိုးဝါဝါထိခိုက်သွားခဲ့လို့ဖြစ်ရမယ်လို့ယုံကြည်ရပါတယ်။ဒါပေမဲ့မြန်မာစစ်တပ်ရဲ့အကျင့်တိုင်းပေါ့ဗျာဖုံထားသမျှတွေအကုန်ပေါ်မှာစိုးတော့လဲနိုင်ငံတကာသတင်းတောက်ကြီးကိုပေးမဝင်ပါဘူးဗီဇာပိတ်ပင်ခဲ့ပါတယ် မြန်မာပြည်ကငလျင်တဲ့နိုင်ငံတကာတရင်မှာပါလီလီနိုင်ငံတကာဆန္ဒမှုရလီလီပို့ပြီးတော့နိုင်ငံတကာအထောက်ပံ့နေရလီလီဖြစ်ရမှာ ဖြစ်ပင်မဲ့လေမြန်မာစစ်တပ်ကဒါကိုခုမပြုခဲ့ပါဘူးအကြောင်းပြချက်ကလည်းအတော့ကိုရုပ်ပောက်ပါတယ်အိရှာနီးယားဟိုတယ်မရှိလို့ဆိုပြီးတော့စစ်ကောင်စီပြောရေးဆိုခွင့်ရသူကပြောပါတယ်ဒီလိုတဘာဝဘေးအန္တရာယ်ကြာစစ်ပွဲတွေကြာကဘာပတ်ပြီးတော့ ။တရင်ရေးသားပေးပို့ကြသူတရင်တောက်တွေကိုအဲ့ဆရာဟိုတယ်မရှိလို့မလာနဲ့ဆိုတာကအပေါ်စားပြက်လုံးတစ်ခုတာတာမျှပါပဲ။အတကယ်တော့ဆရာနာသိမ့်ပြီးကလေးကပြုကျင်လာခဲ့တဲ့သူတို့ရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေအပြင်အခုငလျင်ကြောင့်ထိခိုက်ပျက်စီးသေးချေဆုံးရှုံးခဲ့ရမှုတွေကိုစစ်ကောင်စီအနေနဲ့ဘာမှမလုပ်တတ်မကင်တတ်ညံဖျင်းလွတ်တဲ့စီမံအုပ်ချုပ်မှုတွေပေါ်မှာစိုးလို့တလို့ နိုင်ငံသားတင်တောက်တီကိုဗီဇာပိတ်ပင်ခဲ့တာလို့ကျွန်တော်ကတော့ယူဆပါတယ်။အတကယ်တမ်းလဲစစ်ကောင်စီဟာတဘာဝဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရာမှာဘာမှမလုပ်တတ်မကင်တတ်ပါဘူး။အရေးပေါ်ကယ်ဆယ်ရေးဘာမှမလုပ်တတ်ဘူးဆိုတာကိုနိုင်ငံသားတင်တောက်တီပင်းမဝင်ပင်မဲ့လဲနိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေကတဆင့်တကဘာလုံးသိရှိကုန်ကြပါတယ်။မြန်မာစစ်တပ်မှာရေးပေါ်ကယ်ဆယ်ရေးတို့ကလက်အိတ်တွေခေါင်းဆောင်ဟဲလ်မက်တွေမရှိဘူးလို့တောင်နောက်ဆုံး စစ်ကောင်စီပြောရေးဆိုခွင့်ရသူကဝန်ခံခဲ့ရတာကိုကျွန်တော်တို့မြင်ခဲ့ရမှာပါတဘာဝဘေးအန်ရဲ့ကဲဇယ်ကြီး NLD အစိုးရထားခဲ့တဲ့ရန်မုံငွေတွေကိုတလွဲသုံးပစ်ပြီးတော့ကဲဇယ်ကြီးအတွက်အရေးပေါ်လိုအပ်တဲ့ရဟတ်ရင်ကိုလည်းသုံးစွဲတာမတွေ့ရပါဘူးအစစ်ကောင်စီဟာပြည်ရင်းပြည်ပကစေတနာဝန်ထမ်းတွေကဲဇယ်ကြီးလုံနေတာတော့မှအနောက်ကနေဒုက္ခသည်တွေကိုကူညီနေရချထားရေးစီမံခန့်ခွဲဖို့မလုပ်တတ်ခဲ့ပါဘူး ငလျင်တန်းနဲ့မီးလောင်တာတွေအပြင်နောက်ဆက်တွဲငလျင်တွေကြောင့်လမ်းပေါ်ရောက်ပြီးတော့နေရမရှိတဲ့သူတွေကိုဒုက္ခဒဇယ်စခန်းဖွင့်ပေးပြီးတော့နေရစားစရာနဲ့ကျမ်းမာရေးစောင့်ရှောက်မှုပေးတာတွေဟာနိုင်ငံတကာကအကူအညီအဖွဲ့တွေရောက်လာမှဖြစ်လာခဲ့တာပါ။အဲဒါတော့နေရာတိုင်းကိုအကူအညီတွေကရောက်တာမဟုတ်သေးပါဘူး။တရုတ်အိန္ဒိယရုရှားနဲ့ထိုင်းတို့ကတော့ကယ်ဆယ်ရေးပစ္စည်းတွေကိုစစ်ကောင်စီလက်ထက်အပ်ပင်မဲ့လဲ အဒီပစ္စည်းတွေငလျင်တန်ခံရသူတွေစီ ရောက်ရဲ့လားဆိုတဲ့မိကုံးကလည်းဆက်ရှိနေပါသေးတယ်။အဒလုံချင်းတွေမျိုးကိုကြုံထားမှုတဲ့အနောက်နိုင်ငံတွေကတော့ကယ်ဆယ်ရေးပစ္စည်းတွေကိုစစ်ကောင်စီလက်ထက်မှာအပ်တော်ပဲနဲ့ကုလသမဂ္ဂအေဂျင်စီတွေကိုပိတ်အပ်ကြပါတယ်။အဒီဟာကိုမကျေနပ်လို့စစ်ကောင်စီနိုင်ငံသားရေးဝန်ကြီးဌာနကတော့ကန့်ကွက်စာတစ်စောင်ထွက်လာတာကျွန်တော်သတိပြုမိပါတယ်။ တကဘာလုံးကဒီငလျင်ကြီးကြောင့်မြမပြည်ကိုဝိုင်းပြီးတော့ဂယုနာတက်နေချိန်မှာစစ်ကောင်စီကငလျင်ကိုအကြောင်းပြုပြီးတော့နိုင်ငံတကာမှာဝန်ဆန့်အောင်တန်တမာရေးအမျက်ထွက်အောင်တော့ကြိုးစားရှာပါတယ်။ငလျင်ကစေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ April 2ရက်နေ့က22ရက်နေ့ထိအပြစ်ခတ်ရက်စဲကြောင်စစ်ကောင်စီကကြီးညာပါတယ်။အဲဒါကလည်းဘန်ကောက်မြို့မှာကျင်းပတဲ့ဒေသရင်း Bimstack နိုင်ငံတွေရဲ့ခေါင်းဆောင်တွေ အစည်းဝေးတက်ဖို့စစ်ကောင်းဆောင်မင်းအောင်နိုင်လာကန်နီးမျက်နာပြကောင်းယုံတက်တက်လိုပဲအမြင်ပါတယ်တကက်လက်တွေ့မြေပြင်မှာကတော့စစ်ကောင်းစီဟာစစ်ကြောင်းတွေထိုးအရသာပြည်သူတွေအပေါ်မှာလေကြောင်းကဘုံကျဲတိုက်ခိုက်တာတွေရက်ဆိုင်မတွားခဲ့ပါဘူးလန်ဒန်ခြေဆိုင်မြန်မာ witness ရဲ့ငလျင်တလပြင်းနေတဲ့အစီရင်ခံစာထုတ်ပြန်ချက်အရငလျင်ပြည်မြန်မာစစ်တပ်ဟာအကြိမ်80ဘုံကျဲခဲ့ရမှာ စစ်တပ်ကအပြစ်ခတ်ရက်ဆဲတယ်လို့ကြေညာတဲ့ဧပြီလ2ရက်နေ့နောက်ပိုင်းမှာ65ကြိမ်ကျဲခဲ့တယ်လို့သိရပါတယ်။ UNG ရဲ့စီရင်ခံစာအရမလ28ရက်နေ့ကနေပြီးဧပြီလ19ရက်နေ့ထိစစ်တပ်ကဘုံကျဲရမှာအရတားပြပတ်တွေဖြစ်တဲ့ဈေးတွေဆေးရုံတွေလူနေအိမ်တွေဖုန်းကြောင်းနဲ့ charge တွေအများစုဖြစ်ပြီးတော့ကလေး28ယောက်အပါဝင်အရတား200ကျော်တေဆုံးခဲ့တယ်လို့လည်းသိရပါတယ် အဒီငလျင်မတိုင်မီကလေးကစစ်ပွဲကြောင့်လူ၃သန်းကျော်အိုးအိမ်မဲ့ဖြစ်နေခဲ့ရပြီးတော့လူတန်း20လောက်စားနပ်ရိက္ခာအခက်ခဲကြုံနေခဲ့ရပြီးဖြစ်တယ်လို့ကုလသမဂ္ဂစင်းစရာတွေကဆိုနေပါတယ်။အခုငလျင်တန်ခံရတဲ့ဒေသတကြောမှာတော့လူပေါင်း6တက်သမ3သန်းလောက်အကူအညီလိုအပ်နေတယ်လို့ကုလသမဂ္ဂကအစီရင်ခံပါတယ်။လူ2သိန်း9000လောက်အိုးအိမ်မဲ့ဖြစ်သွားပြီးတော့လူ9000ခွဲအိမ်တွေ ျက်စီးသွားခဲ့ပါတယ်။ကျောင်းပေါင်း2600စေယုံစေကံပေါင်း304ယုံ လမ်းပေါင်း400တရားပေါင်း65ခုပျက်စီးသွားတယ်လို့လည်းသိရပါတယ်။အဲဒါအပြင်မပပခုနကဆွေးနွေးသွားတယ်လို့မျိုးမန္တလေးစကိုင်းအင်းဝအမရပူရမင်းကွန်းတို့ကရှီအောင်အမွေနှစ်တည်းရဲ့၄ပုံ၃ပုံလောက်လဲစုံရှုံသွားတာဖြစ်ပါတယ်။အဲဒါလို့အခြေခံဆောက်အုံတွေပျက်စီးမှုကုန်ထုတ်လူရင်းနဲ့တည်ယူပို့ဆောင်ရေးစနစ်တွေထိခိုက်မှု ခီးသွွားလုပ်ငန်းထိခိုက်မှုတွေကမြမစီပွားရေးပေါ်မှာ အကြီးအကျယ်တက်ရောက်မှာဖြစ်ပါတယ်။အမေရိကန်ဘူမိဗီရာစစ်တမ်းအဖွဲ့ USGS ရဲ့ကနအူးတွက်ချက်မှုတွေအရဆိုလို့ရှိရင်ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာ2024ခုနှစ်မြန်မာပြည် GDP အမေရိကန်ဒေါ်လာ64.2ထက်ကျော်လွန်ဖို့ရှိနိုင်တယ်လို့လည်းသိရပါတယ်။ ်မြန်မာနိုင်ငံစီးပွားရေးနဲ့အခြေခံအဆောက်အုံတွေရဲ့အခြေအနေတွေကတော့ငလျင်မတိုင်ခင်တည်းကပြီးခဲ့တဲ့နှစ်မိုးရာသီအတွင်းမှာကို ထိခိုက်ပျက်စီးနေနှင့်ပြီးသားပါတိုင်ဖွန်းယာဂီကြောင့်မိုးတဲထန်ရာကနေရေကြီးခဲ့ပြီးတော့လန်တရားတွေအတော် ထိခိုက်ခဲ့ရတာကိုပြောရရင်မြန်မာပြည်ဟာ စီးပွားရေးပြိုလဲမှုလန်နကိုင်ပဏိပခပူပြင်းထန်လာမှုတဘာဝဘေးအန္တရာယ်နဲ့ဆင်းရဲဒွင်းပူနက်လာမှုတို့နဲ့ အကြက်တဲပေါင်းစုံစိုက်နေကြတာပါအဒါကြောင့်ငလျင်တန်ကနေပြီးတော့ပြန်လဲထူထောင်ရေးဆိုတာကကိုပြည်သူကိုကိုပြန်တတ်နေတဲ့မြမစစ်တပ်ခေါင်းဆောင်နေအောက်မှာဘလို့မှစိတ်ကူးရင်ကြည်လို့မရပါဘူးအစမတန်သုံးဆွဲနေရတဲ့စစ်သုံးစိတ်အပြင်ရက်တက်နေတဲ့နေဆက်ကုံသွေးရင်းနဲ့ပြပရင်းနှီးမြုံနှံမှုတွေကြဆင်းနေတဲ့ပြည်ရင်းထုတ်လုပ်မှုတွေအေးအေးယူပိတ်ဆို့ခံထားရမှုတွေနဲ့ဝင်ပိနေပြီးသားစစ်ကောင်စီဟာ တနိုင်ငံလုံးငလျင်တန်ပြန်လဲထူထောင်ရေးမပြောနဲ့ပြူကျက်ပျက်စီးသွားတဲ့သူတို့ရဲ့ဗဟုဌာနချုပ်နေပြည်တော်ကိုတောင်မှအဲခုနော်ကမမေသူပြောသလိုမျိုး ပြန်လဲထူထောင်ဖို့မလုပ်နိုင်သေးပါဘူးအခုတောင်ရန်ကုန်ရွှေ့ရမလားအစ်စ်ပဲပြန်ဆောက်ရမလားရေရရသူတို့မဆုံးဖြတ်နိုင်ကြသေးပါဘူးအဲဒီလိုအချင်းနေမျိုးတွေကြောင့် မြန်မာဟာတရုတ်လက်ခုပ်ထဲကရေဖြစ်သွားဖို့အကြောင်းဖန်လာတယ်လို့မျိုးဖြစ်နိုင်တယ်ဆိုတဲ့ယူဆချက်တွေလည်းရှိနေပါတယ်။အတရုတ်နိုင်ငံမြန်မာပြည်တွင်ဝင်ဆက်ဖို့နဲ့ဖြစ်လာတဲ့များကိုသူတို့အကျိုးအမြတ်တွေပြောင်းလဲပြဖို့စွမ်းရည်နီးလန်းတဲ့စိတ်အားထက်သန်မှုရှိတဲ့တခုကြီးသောအင်ဒီရာချင်းနိုင်ငံ ဖြစ်ပါတယ်။အခုငလျင်ဘေးမှန်လဲရေးပေါ်ကဲစေးအဖွဲတွေကိုဥုံဆုံးပို့ပေးခဲ့တဲ့နိုင်ငံဖြစ်ပြီးတော့ လူသားချင်းစာနာမှုအကူအညီနဲ့ပြန်လည်တိဆောက်ရေးအမေရိကန်ဒေါ်လာ138တန်းကိုကတိပြုထားပြီးခဲ့တဲ့ထိတ်ဆုံးကအလှူရှင်နိုင်ငံလည်းဖြစ်ပါတယ်။အတရုတ်ဟာနေပြည်တော်ကစစ်ဘုတ်ချုပ်တီအပေါ်နဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေအထူးသဖြင့်တရုတ်မြန်မာနယ်စပ်ကအဖွဲ့တွေအပေါ်မှာဩဇာလွှမ်းမိုးမှုရှိတယ်ဆိုတာလာရှိုးကိုမြန်မာစစ်တပ်တွေပြန်လာထိုင်ခိုင်းတဲ့အဖြစ်ကိုဥပမာအနေနဲ့ကြည့်နိုင်တာမို့လို့ ငလျင်အကူကြီးအတွက်ကျေးဇူးတင်စရာဖြစ်ပေမဲ့တရုတ်ရဲ့ခြေလှမ်းတွေကိုကျွန်တော်တို့ပို့တရီထားစောင့်ကြည့်ဖို့လိုအပ်တယ်လို့အတုံးသတ်တင်ပြရင်းနဲ့ကျွန်တော်တို့ရဲ့စနေသတင်းစကားဝိုင်းတန်လှွင့်စီစဉ်ကိုဒီမှာနေမယ်ရန်နာခွင့်ပြုပါခင်ဗျာစီစဉ်ကိုအဆအဆုံနားဆင်ပေးကြလို့ကျေးဇူးအထူးတင်ရှိကြပါရှိတဲ့ပတ်ဒီချိန်မှာပဲပြန်ဆောင်ရအောင်မယ်နော်